ပရိသတ်လေးရောအားလုံးကိုကျမရဲ့ Aura Gator Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့စီစဉ်တဆက်သူနည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့အဆုံးအထိကိုကြည့်ရှုအားပေးချပါအောင်နော်။ Hello ကျမနာမည်ကတော့ ML ခေါ်ပါတယ်။ကျမက Iranmani ပါတယ်။ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးချပါအောင်နော်။ ကျမမွေးကလေးနေကဖေဖေအတွက်ပျော်စုံနေ့ရက်တစ်ရက်ဖြစ်ကြောင်းဖေဖေကကျမကိုအမြဲတမ်းပြောလို့ရှိပါတယ်။ကျမကသူ့ရဲ့ပျော်ရွှင်မှုဖြစ်ပြီးတော့သူ့ရဲ့ဂုဏ်ယူစရာလေးပါတဲ့။အဲဒါကြောင့်မေမေနဲ့ကျမအကိုအတမ်က ကျမတို့ကိုမနာလို့ဖြစ်နေကြတာပေါ့။ဒီလိုနဲ့ကျမရဲ့အသက်၅နှစ်ပြည့်မွေးနေ့မှာတော့ဖေဖေကကျမအတွက်ပါတီပွဲတစ်ခုကိုလုပ်ပေးပါတယ်။ပြီးတော့ကျမအရန်လိုချင်နေကြတဲ့မင်းသမီးအိမ်လေးကိုလည်းကျမအတွက်အကြီးကြီးဝယ်ပေးခဲ့ပါဗျ။ခြံနောက်ဘက်ထဲမှာအဲ့ဒီမင်းသမီးအိမ်လေးကိုစောက်ထားခဲ့တာပေါ့။ ။မိမိကတော့ဂျာကိုတိတ်ပြီးတော့သဘောမချပါဘူး။ဖေဖေကကျမကိုအရှမ်းအလိုလိုက်လို့နေတဲ့။ဂျီလိုနဲ့သူတို့နှစ်ယောက်စကားများနေတဲ့အချိန်မှာနောက်ဖက်ကနေရုတ်တရက်အကျေလောင်တဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။ပြင်ကိုသွားပြီးတော့ကျမတို့ကြည့်လိုက်တဲ့အချိန်မှာအတမ်ကကျမရဲ့မင်းသမီးအင်ဂျီကိုဖျက်ဆီးပြစ်နေပါတယ်။အတမ်အကိုကမကောင်းတဲ့သူပဲ။ဘာဖြစ်လို့ညီမလေးရဲ့မင်းသမီးလေးအိမ်ကိုဖျက်ဆီးပြရတာလဲ?ကျမကိုသူကမကောင်းဆိုးအတယောက်လိုမျိုးရှေးပြုံးပြနေပါဗါး။ဖေဖေကသူ့ကိုအပြစ်ဒဏ်ပေးတဲ့အနေနဲ့ အိမ်ထဲကအိမ်ပြထွက်ခွင့်ကိုပိတ်လိုက်တော့မိမိကကစားစရာလေးတရုတ်အတွက်နဲ့ကလေးပေါ့ကိုအရန်ပြတ်တယ်လို့နဲ့အပြစ်ဒဏ်ပေးတယ်လို့ပြောပါရယ်အကိုအတမ်ကကျမထက်အသက်၃နှစ်ပိုကြီးပါရယ်မိမိကသူ့ကိုဆိုရင်ပို့ပြီးတော့အလိုလိုက်ပါရယ်ကျမတို့ကစာညက်တော့ဆောင်မွက်နှကားချပြီးကျမနဲ့အတန်းတူတူဖြစ်သွားတယ်။အဲ့ဒါနဲ့ပဲမိမိကကျမကိုပါသူ့အိမ်စားရဲဝိုင်းလုပ်ခိုင်းပါတယ်။ပြီးတော့ကျမရဲ့အဖြူလာကိုလည်းကူးချခိုင်းသေးတာ ကံကောင်းလို့ကျမရှစ်တန်းအရွယ်ရောက်တော့သူကျမစီကစာကိုချနေတာကိုဆရာမသိသွားပြီးတော့တလားတတိចောင်းနာခံလိုက်ရပါတယ်။သူចောင်းနာသွားတဲ့တလားတာကတော့ကျမအတွက်ပျော်ရွှင်ဆုံးတလားတာဖြစ်ခဲ့ပါတယ်။ចောင်းမှာကျမကစာတော်ဆုံးចောင်းသားဖြစ်ပြီးတော့ចောင်းသားကောင်းဆောင်လည်းဖြစ်တယ်လေ။အားလုံးကဒါကြောင့်မလို့ကျမကိုချစ်ကြပါတယ်။သူထပ်ပို့ပြီးတော့တခြားသူတွေရဲ့အယုံဆက်မှုကိုရှားနေတဲ့ကျမကိုအတမ်ကကြိတ်ပြီးတော့မုန်းလာခဲ့တာပေါ့။အဲ့တော့ကျောင်းတစ်ခါတလေဘာလို့လဲသိလား။သူရဲ့အင်ဂျီကြီးကိုချွတ်ပြီးတော့စစ်ပက်တင်တဲ့ဟော်ကလန်မရဲမလန်းရှောက်ပြနေတာ။ ူ့ကိုယ်သူလေးအမျိုးသမီးတွေအတွက်ဖျားပေးတဲ့ကောင်းကြီးဆိုပြီးမှတ်နေတာဆယ်တန်းယောက်သွားတော့နာမည်ကြီးဆုံးကောင်မလေးတယောက်ရဲ့နားမှာသူသွားပြီးတော့ထိုင်လိုက်ပါတယ်အင်ဂျီလည်းမွေဖဲနဲ့ထိုင်တာလေကောင်မလေးကလည်းလန့်သွားပြီးတော့ဆိုတာတွေကိုသူ့မျက်နှာကိုပြစ်ထက်လိုက်တာပေါ့ကျမလေးရေရလို့လို့ထိုင်ကုန်ပေါ်ကနေပြုတ်ချမတက်ဖဲဟာကျမရှင်နီယာကိုအတန်တွေ့သွားတော့ဒေချာပေါ့သူ့ကျမကိုတခုခုလောက်တော့မယ်ဒါပေမဲ့သူ့အဖြစ်ကအရှမ်းရေဖို့ကောင်းနေမှာမဟုတ်ဘူးလားဟာ ကြည်လွန်နဲ့ပဲချစ်သူများနေ့ကိုရှာလာတော့ကျမတို့တန်တဲ့ကကောင်လေးတယောက်ကကောင်မလေးတွေအားလုံးကိုနှင်းစီပန်းတပွင့်စီလက်ဆောင်လိုက်ပေးနေပါတယ်။ကျမလည်းအပါဝင်ဖြစ်ခဲ့ပါတယ်။ပြီးတော့အိမ်ပြောက်တော့အထမ်ကကျမမှာချစ်သူရှိနေပြီဆိုပြီးတော့အမေကိုသွားပြီးချွန်းတော့လို့တယ်လေ။ဟာဘာပြောနေရလဲအကိုအထမ်။မမေမဟုတ်ဘူးနော်။အဲ့ဒီကောင်လေးကတဒန်းလုံးကလူတွေကိုနှင်းစီပန်းလိုက်ပြီးတာ။အာနေပါဦးမမေ။အဲ့ဒီကောင်လေးကကျမတို့အိမ်နားမှာနေပါတယ်။မမေကဆိတ်ဆိုပြီးတော့အဲ့ဒီနှင်းစီပန်းကိုကင်ပြီးသူ့အိမ်ဘက်ထွက်သွားတယ်။ အိမ်ထဲကြီးကိုကျွတ်ကျွတ်ကျော်ဝင်သွားပြီးတော့သူ့အမေနဲ့သွားပြီးတော့ရန်တွေ့ပါတယ်။ရှင့်သားကကျမသမီးကိုဒီနေ့ညစီပန်းပေးလိုက်တယ်လေ။ဘာလဲ။ရှင့်သားကကျမသမီးကိုလက်ထက်ချင်နေရလား။အဲ့ဒါဆိုရင်လည်းဘယ်တော့ propose လုပ်မှာလဲ။ကောင်လေးရဲ့အမေကသူ့ပြောတာကိုကြည့်ပြီးတော့အရှမ်းအာအသင်နေတယ်။ပြီးတော့ညစီပန်းကိုယူလိုက်ပြီးတော့ကျမတို့ညစလုံးကိုအိမ်ထဲကမောက်ထုတ်လိုက်ပါတယ်။ကျမလေးအရန်ရှက်တာပဲ။ရှက်လို့လို့ဒေါသကြီးလည်းထွက်တယ်။မမေမမေလောက်တာတမီးမင်းနဲ့ပြန်ကြရင်တမီးကိုအားလုံးကလောင်နေကြတော့မှာ။ ။ဘာဖြစ်လို့အကိုအတန်ရှော့ပြောတာတွေကိုနားထောင်နေရတာလဲ။ဘာလို့ဆိုသူကနင့်ရဲ့အကိုလေ။နင်းကအခုမှကလေးတတအယူမလေးပဲရှိသေးတာ။အဲ့ဒါကြောင့်ငါနင်းကိုဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ။ကြောက်ကြလေးတယောက်စီကနင်းစီပန်းကိုယူလိုက်တယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲဆိုတာကိုကိုကိုသိလား။ဘာလဲ။ဘာဖြစ်မှာလဲအဲ့ဒါဆို။ကလေးကလေးမွေးမှာလား။ဟုတ်တာပေါ့။မိမိကကျမကိုဒီလိုဆက်ဆံတာတွေကိုကျမသိကိုစိတ်ပြတ်မိတယ်။ကျမမှာတော့စားရအများရန်စူးစမ်းပြီးတော့အားလုံးကိုအကောင်းဆုံးမဲ့လုပ်ခဲ့တာပဲလေ။ အတမ်ကျတော့စကားလည်းနားမထောင်မနဲ့မဟုတ်ကဟုတ်ကပြစ်စရိဝဲပို့အတွက်ပတ်စံမဲ့သုံးဖြုံနေတာဒါတော့မမမီကသူ့ကိုချစ်နေပေးပြီးတော့ကျမကိုကြတော့မယုံကြည်ဘူးရှန်နေခဲ့ကြတော့ပေပေကကျမတို့အလုံးကိုမိသားစုအစီဝေးဆိုပြီးတော့အကန်နဲ့ခေါ်လိုက်ပါတယ်ပြီးတော့ထိလန့်စရာကောင်းတဲ့တည်င်းတစ်ခုကိုကြီးညာလိုက်တာပေါ့ငါရဲ့ပန်းဆိုင်မှုတွေအလုံးကို အမတ်ကိုပေးဖို့အတွက်ငါဆုံးဖြတ်ပြီးပြီအဲ့ဒါကြောင့်ငါတို့တမီလေးကြီးလာတဲ့အခါသူကပဲငါတို့ရဲ့ပန်းဆိုင်မှုတွေအလုံးကိုလွှဲယူပြီးတော့သူကပဲစီးပွားရေးကိုဆက်ကပ်ပြီးလုပ်လိုက်မယ် ဘာရှင်အဲ့ဒီလိုလုပ်လို့မရဘူးလေအဲ့ဒါကအတမ်လက်ပိုင်တာပဲ။ဟုတ်တယ်။အဲ့ဒီပစ္စည်းတွေအားလုံးကကျွန်တော်အပိုင်။ဘာသူပြောလဲ။မင်းကဘာနဲ့မှမထိုက်တယ်အူ။အမြန်ဆိုးသွမ်းနေပြီးတော့တာဝန်မြူတက်တဲ့သူတယောက်။ credit card တွေကပတ်စံတွေကိုရော မင်းကဘယ်ကနေရလာရဲထင်ပြီးတော့ဒီလိုလွယ်လွယ်သုံးဆွဲနေရတာလဲ။ပြီးတော့ငါအကမ်းမဟုတ်ဘူးနော်။မင်းတို့ညစလုံးဘယ်လိုမျိုး email ကိုဆက်ဆံကြလဲဆိုတာငါအားလုံးသိပြီသား။ email ကိုကောင်းကောင်းဆက်ဆံပေးပြီးတော့ မင်းတို့ရဲ့အမားကိုမင်းတို့သိမယ်ဆိုရင်တော့ငါကစိတ်ပြောင်းလဲချင်ပြောင်းလဲပေးနိုင်မယ်။အဲဒါကြောင့်နောက်နေ့ကစပြီးတော့ကျမကတခြားအင်ကိုရှော့သားတယ်လို့ခန်းစားလိုက်ရတယ်။မေမေနဲ့အကိုအတမ်ကကျမကိုမင်းသမီးလေးလိုမျိုးဆက်ဆံနေကြတယ်။အိုးသမီးရဲ့သမီးရဲ့လွယ်အိတ်ကအရန်လေးတယ်လေသမီးကိုဆွဲခိုင်းလိုက်သွား။အာရပါရဲသမီးအသားကျနေပါပြီ။ကဲပါ အကိုလွယ်ပေးမယ်။အတမ်ကအပြုတ်ကြည့်ပြုတ်ပြီးတော့ကျမရဲ့လွယ်အကိုလက်ယူလိုက်ပါရယ်။ပြီးတော့မေမေကကျမတို့နေအောင်လုပ်တော့နေလင်စားဖို့ကိုထည့်ပေးလိုက်ပါရယ်။ ပြီးတော့နီးလည်စားဖို့ကကျမကိုပုံမှန်ချက်ပို့ပြီးတော့ပေးလိုက်သေးတယ်။အာလုတ်ပါအကိုအန်ချောင်းကိုပို့ပြီးတော့ပေးနေချာတိုင်းပဲပေးလိုက်ပါလားမမေ။ဟုတ်တယ်လေမမေရဲ့။ตาကပို့ပြီးတော့ခန္ဓာကိုကြည့်တော့ပို့ပြီးတော့စားရမှာမဟုတ်ဘူးလား။အဲအဲ့ဒီလိုမရဘူးလေအခုကသမီးရဲ့မန်ကြွက်ကို အမေတို့ကတရားမျက်နှာတက်တာနဲ့ဆက်ဆံပေးရမှာမလား။နောက်နေ့ကျရင်သားအတွက်ပို့ပြီးတော့ထည့်ပေးမယ်လीနော်။အမေကမျက်လုံးတစ်ဖက်မေ့ပြလိုက်ပြီးတော့ကျမလည်းစိတ်ပြတ်သွားပါတယ်။ အမေနဲ့အကိုတို့ကကျမရှိမဟမ်ဆောင်ကမှတယောက်ဆောင်တင်တဲ့တက်ထားတင်ပါတယ်။အမေတို့ဒီလိုမျိုးဘာကြောင့်လုပ်နေရလဲသမီးသိပါတယ်။ကျမလည်းအကိုအဒမ်စီကလွယ်အိတ်ပြန်ယူလိုက်ပြီးတော့ကိုယ့်ဝါသားကိုပဲလမ်းလျှောက်သွားလိုက်တယ်။ဒါပေါ့သူတို့ကဖိဖိဆုံးဖြတ်ချက်ကိုပြောင်းလဲဖို့အတွက်ကျမကိုဒီလိုမျိုးလာပြီးဆက်ဆံနေတာသိတာပါတယ်။ဒါတောင်မှပဲအကိုအဒမ်က ကျမကိုအလွန်အကျွံ့လုပ်ပြနေသေးတယ်။နေ့လယ်စားစားတဲ့အချိန်ရောက်တော့အကိုအဒမ်ကကျမအတွက်ထိုင်ကိုကိုဆက်ယူပေးလိုက်တာ။ ဒါပေမဲ့ကျွန်မကထိုင်ချလိုက်တော့စားတော့တွေအလုံးကကျွန်မပုံမောက်ကြကုန်ပါရဲ့အကိုရဲ့အကိုရဲ့လုံရက်တွေကညီမတို့အခုညီမဖြစ်ဘူးနော်ဟန်ဆောင်နေရာတွေကိုတောလိုက်ပါတော့အဲ့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ငါနင့်ပေါ်ကောင်းပေးဖို့စူးစမ်းနေရနေမမြင်ဘူးလားငါဒီလိုလုံနေရာတွေကိုလည်းနင့်မှတ်ထားဖို့ပြောလိုက်ပါရဲ့ဘာလို့ဆိုတော့အဖေသိရမယ်လေအိမ်ပြန်ရမယ့်အချိန်ရောက်တော့ကျွန်မကိုအတင်းချီသွားမယ်ဆိုပြီးတော့အကိုကခွင့်တောင်းနေပါရဲ့ကျမထရောက်ကလမ်းလျှောက်ဖို့အတွက်အရန်ကိုတန်ဖိုးရှိလို့နေရတဲ့ အင်ဒီယတော့ကျမကအကိုအတက်မြက်အခန်းမှာပြောင်းပြီးတော့နေရမယ်လို့ဆိုရယ်မိမိကပစ္စည်းတွေအလုံးကိုရွှေ့ထားပြီးပြည့်ရက်တမီးအကိုရဲ့အခန်းကပို့ကျဲပြီးတော့အဲကုတ်ပိုကောင်းတယ်လို့အမေထင်တယ်ရှာချောက်လေးတယောက်တည်းကဒီလိုအခန်းကြီးရမှနေပြီးဘာလုပ်မှလဲဟုတ်တယ်မလားကဲပါအခန်းထဲမှာအမေအလုံးပစ္စည်းတွေရွှေ့ပြီးသွားပြီတမီးလေးညစာစားဖို့အတွက်အမေကတမီးစိုက်တဲ့ဟင်းနေကြီးပဲအလုံးချက်ပေးထားသေးတယ်နော်အတမ်ကစိတ်တော်တော်ဆုံးနေပါတယ်ဒါပေမဲ့ကျမကတော့ပျော်ပျော်လေးပဲအောက်ကိုဆင်းသွားလိုက်တာပေါ့ အောက်ကစပွဲဝိုင်းကြီးပေါ်မှာကျမကြိုက်တဲ့အစားအစာတွေပြည့်ပဲကျမအမေရဲ့ရည်ရွယ်ချက်ကိုသိနေပြီမဲ့လေဒီလိုမျိုးဆက်ဆံပြီးခင်ရတာကိုတော့ကျမသဘောကျပါတယ်။အော်အကိုအတမ်ကဒီလိုမျိုးခံစားနေကြရမှာပဲကို။စားပြီးသားမမေကအကိုအတမ်ကိုတော့ပကံစေးခိုင်းသေးတယ်။အစကတော့တူရတဲ့ပုံစံနဲ့ပြီးတော့မှသူကပြုံးပြုံးလေးနဲ့စေးပြပါတယ်။ဒါပေါ့ကျွန်တော်ပကံနေအောင်လုပ်စေးလိုက်မယ်နော်။အာဒါနဲ့ပည့်ရကြရင်အိမ်မှာပါတီပွဲလုပ်မဲ့အကြောင်းကိုမမေမှတ်မိရမလား။ အဲ့ဒါကြောင့်မမေပြင်ဆင်ထားမှမီနူးတွေကိုကျွန်တော်ချရည်ပေးထားမယ်နော်အကိုကအမြဲတမ်းပိတ်ရဆိုရင်သူ့တငယ်ချင်းတွေနဲ့အိမ်မှာတောင်းချက်ပါတယ်မမေကလည်းစားစရာတွေအကုန်လုံးချက်ပေးပြီးတော့အကုန်လုပ်ပြီးတာဒါပေမဲ့ဒီတစ်ခါတော့အာတကယ်တော့အမေကဒီပတ်ပိတ်ရက်ကိုအမေအတွက်ပါတီပွဲလုပ်ပေးမလားလို့စဉ်းစားနေတာအဲ့ဒါကြောင့်တားရဲ့တငယ်ချင်းတွေကိုတော့ခေါ်လို့မဖြစ်ဘူးထင်တယ်ဟမ်ဘာဖြစ်လို့သမီးအတွက်ပါတီပွဲလုပ်ပေးမှာလဲသမီးရဲ့မွေးနေ့မှမဟုတ်တာ တမီးလေးကိုအမေကဘလောက်ချစ်တယ်ဆိုတာကိုသူများတွေဒီအောင်ပြချင်လို့ပေါ့တမီးရဲ့ဒါပေမဲ့မမေဗကန်နေကသူ့ဘာသာသူပြောင်းသွားမှာမဟုတ်ဘူးနော်အတမ်ဟာဟာကျင်းနေလိုက်တာတကယ်ကိုအမေစင်ပဲနောက်နေ့ကျတော့မမေကကျမတို့ပါတီပွဲပြင်ဆင်ပေးနေတော့ကျမလည်းမိဖို့ချောင်းနဲ့ဝင်သွားတော့အတမ်ကမမေကိုအော်နေတာကျမကြားလိုက်ရပါတယ်မမေကကျွန်တော်ဘက်ကလည်းကျွန်တော်ထင်တာကျွန်တော်တို့သူ့ဘောကောင်းကောင်းဆက်ဆံရမယ်ဆိုတာသိပါတယ်ဒါပေမဲ့ဒီလောက်ကြီးကျတော့အရင်များတော့ပြီမလား ဘာဖြစ်လို့ကျွန်တော်တို့ကဒါရီကုန်သူ့တွက်လိုက်ပြီးလုပ်ပေးနေရမှာလဲ။သားဖေပြောတာမှန်နေတယ်လို့ပဲလေ။အမေတို့ကသူ့ဘော်ကိုမတရားခဲ့ဘူးလို့မမေ့ချင်နဲ့။အော်အမေကပါဒီလိုကြီးတကယ်လာတွေးနေရလား။ကျွန်တော်အမေနဲ့ပတ်သက်ပြီးတော့ထင်တာလွဲသွားပြီးထင်တယ်။အမေကတကယ်တော့ငတုံးသက်သက်ပဲ။အဖေကိုကြောက်ပြီးတော့အမေကိုလိုက်ဖားနေရတာ။အကိုတော်လိုက်တော့နော်။အကိုပြောတာတွေကလွန်းလွန်းနေပြီ။အမေကအကိုအတွက်အားလုံးလုပ်ပေးခဲ့ရတာ။ဒီလိုနည်းနဲ့အမေကိုပြန်ပြီးဆက်ဆံလိုက်တဲ့ပေါ့။ နင်ကရောဘာဖြစ်လို့အမေကိုလိုက်ကပ်ပြီးပြောပေးနေရလဲနင်ကဘာယူနေလို့လားသူကနင့်ကိုချစ်တောင်ချစ်တာမဟုတ်ဘူးအဖေရဲ့အမွေတွေကိုရကြလို့နင့်ကိုပေါ့ဟန်ဆောင်ပြီးတော့ကောင်းပြီးနေရပဲလေဟုတ်လားအဲ့ဒီလိုဆိုရင်တော့မှသူကငါ့ရဲ့အမေပဲလေနင်ကတော့သူ့ကိုဒီလိုပြန်ပြောလို့မရဘူးကျမတို့တွန်းထွက်လိုက်ပြီးတော့အမေကိုကူပြီးပကံနေဆေးပေးနေခဲ့ပါတယ်သူကတော့စိတ်ဆိုးပြီးတော့မိဖို့ချောင်းထဲကထွက်သွားတာပေါ့မေမေအဲ့ဒီအချိန်မှာအယမ်းလန့်သွားတယ် ကျမကသူ့ဘက်မှာရှိနေပေးလို့ကျမကိုလည်းကျေးဇူးတင်လိုက်ပါတယ်။ပရဲ့ညနေကျတော့ကျမအိမ်မှာပါတီပွဲကြီးကြီးကိုလုပ်ခဲ့ပါတယ်။တချို့တော့ကျမရဲ့တငယ်ချင်းတွေကမမေနားကိုကတ်လာပြီးတော့မမေကိုအံ့အားတင်သွားစရာတခုပြပြတယ်။အန်တီသမီးတို့ကိုဖိတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။အက်ဒမန်ကဒီလိုပါတီပွဲမျိုးလုပ်ချင်နေရကြပြီ။သူကကြောက်မှဆိုရင်ရှာလဲတော်ပြီးတော့သမီးတို့ဘော်ကိုလည်းအရင်ကျင်လာတယ်။ခင်းမှု၎င်းနဲ့အန်တီရဲ့အဲ့ဒါကြောင့်အန်တီကတော့သူ့အတွက်အရင်ကုန်ကြီးနေမှာပဲနော်။ မေမေကကျမကိုကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။ဟုတ်တယ်သမီးတို့အန်တီကုံယူရပါတယ်။ပြီးတော့ပေပေကအားလုံးကိုဂျေဆုတစ်ကပြောတဲ့အချိန်ကျမကိုပါခေါ်ပြီးတော့သူ့ဘေးနားရခိုင်းပါတယ်။အက်ဒမန်က ကျွန်တော်တို့အတွက်အမြဲတမ်းကုံယူရတဲ့သူတစ်ယောက်ပါ။ဒီနေ့ကတော့သူရခဲ့တဲ့အောင်မြင်မှုတွေအားလုံးအတွက်ကုန်ပြည့်တဲ့ပွဲလေးဖြစ်ပါတယ်။အလန်ကပြုံးပြပြီးပျော်ရွှင်နေကြပါပဲအတမ်ကလွဲလို့ပါသူ့မျက်လုံးတွေကနီးရဲနေပြီးတော့ကြွရိုက်တကောင်လို့ပဲ ပြီးတော့ရုတ်တရက်ကြီးဘောလုံးတွေကိုသူလိုက်ဖောက်လိုက်တယ်။ဇက်ဘရီအားလုံးကိုတွန်းချပြီးတော့စားစရာတွေကိုလည်းအကုန်မှောက်ပြစ်တယ်။အကိုအတန်းဘာဖြစ်ချင်နေရလဲ။ငါနဲ့ကို မုန်းတယ်။ငါစူးစားခဲ့ရတဲ့အရာတွေနဲ့နေရမထိုက်တတ်ဘူးလေ။အာဟုတ်လား။ဒါဆိုဘာဖြစ်လို့လဲ။ဘာလို့ဆိုတော့ငါကယောက်ျားလေးနေရမင်းကလေးလေ။အစ်ကားကကျမအတွက်ဒေါသထွက်သွားစီပါရဲ့။ကျမလည်းစိတ်တူပြီးတော့အကုတ်ကိုရေကန်ထဲကိုတွန်းချလိုက်တာပေါ့အကုတ်ဘာတွေတွေးမလဲဂီယူမဆိုင်ဘူ ါပေမဲ့အကိုကညမဘွားကိုလိုက်ပြီးဖျက်ဆီးနေရသူပဲအကိုအန်ဒမ်ကလည်းစေဆိုးတော်သူပုံထားပြီးတော့ရေကန်ထဲကထွက်လာတယ်မေမေနဲ့ဖေဖေသူပါလောက်လိုက်တယ်ဆိုတာမြင်ကြရမလားဒါအောင်မသူ့ဘာမှမပြောကြဘူးလားဒါပေမဲ့မိဘတွေကလည်းဒီတိုင်းရက်ပြီးတော့သူ့ကိုကြည့်နေကြပါတယ်အားလုံးပါတီဘက်ကထွက်သွားတော့ကျမလည်းပစ္စည်းပစ္စည်းတွေအားလုံးကိုသိမ်းဖို့အတွက်မေမေကိုကူညီပေးခဲ့ရပါတယ်မေမေတစ်ချက်လဲကြသွားမလို့ဖြစ်တဲ့အချိန်မှာအကျမပဲကူပြီးထိမ့်ပေးလိုက်ရပါတယ်။မေမေအဆင်ပြေရဲ့လား အာရပါတယ်နည်းနည်းလေးမူးသွားရုံပါအမေကိုရေလေးတစ်ခွက်လောက်တောက်ယူပေးပါလားသမီးဒါဆိုရင်အမေသက်သာသွားလိမ့်မယ်မေမေဒီလောက်ထိအားနေတာကိုကျမမြင်ရတာပထမအဦးဆုံးအချိန်ပါပဲအဲ့တော့ကြောင့်နောက်တနေ့ကျတော့မေမေကိုဆရာဝန်နဲ့တွားပြခိုင်းခဲ့ပါတယ်မေမေကပင်မဲနဲ့ဝေဒနာကိုခံစားနေရတယ်လို့ဆရာဝန်ကပြောတာပေါ့အိမ်ပြောင်းတဲ့အချိန်မှာကျမလည်းမေမေကိုအနားပဲယူခိုင်းပါရယ်ကျမပဲအင်တန်ရှင်ရီအားလုံးကိုလုပ်ပြီးတော့ဟင်းချက်တာကအစားတာဝန်ယူလိုက်တာပေါ့ မိမိဆိုင်တဲ့စပြုတ်လေးကိုလည်းချက်ပြီးတော့သူ့အတွက်ခန်းထဲယူသွားပေးခဲ့ပါတယ်။တမီတမီကိုအမေတောင်းပန်ပါတယ်တမီလေး။အမေတကယ်ကိုမြေကမ်းတစ်စီဖြစ်ခဲ့ပြီးတော့တမီလေးရဲ့ထူးခြားချက်တွေကိုမမြင်ခဲ့ဘူး။တမီလေးကတကယ်ကိုအမေရဲ့လှုပ်ပေးတဲ့အရာအလုံးနဲ့ထိုက်တန်ပါတယ်။ဒီလိုစကားကိုတမီကအမွေရမှာမလို့အမေတို့ပြောတာမဟုတ်ဘူးနော်။အမေပြောတာကိုရှုံမ။တမီလေးကတကယ်ကိုလိမ်မာပြီးတော့အန်အုပ်ပြာကောင်းတဲ့တမီလေးကြောက်ပါပဲ။ကျေးဇူးတင်ပါတယ်မမေ။ ကျွန်မလည်းမမေကိုဖက်လိုက်ပြီးတော့အေးချမ်းမှုကိုခန်းစားလိုက်ရပါတယ်။မမေကကျွန်မကိုဟန်ဆောင်ခြင်းမရှိဘဲနဲ့တကယ်ချစ်ပေးနေတဲ့စရာကိုကျွန်မလည်းသိနေပါတယ်။ဒါပေမဲ့အကိုအဒမ်ကတော့တခြားသူတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးပစ်နေတယ်။သူ့ကိုဘသူကမှအလိုလိုက်မနေတာကြောင့်အရင်ကတည်းကပိုပြီးသူ့စိတ်တွေကစိုးသွန်းလာတယ်။တကယ်ကြောင့်ရေခဲတက်တာတွေကစားတော့တွေအကုန်လုံးကိုသူလွှတ်ပစ်လိုက်တာကြောင့်ကျမတို့မှာစားစရာမရှိတော့ဘူးလေ။တခါဆိုရင်ကျမအဝိစားတွေအကုန်လုံးကိုပရင်းမောက်ကနေလွှတ်ပစ်လိုက်တယ်။တညာတော့ကဆိုရင် အမိုက်ပုံးကြီးကို ကျွန်မရဲ့ကတိပေါ်မှာလာပြီးပြစ်ထားတော့ကျွန်မအရန်ကိုလန့်သွားရတယ်။မိဘတွေလည်းဆေဆိုးပြီးဘလောက်ပဲစူပူနေပါစေ။အတက်အတက်ဘာမှနားမဝင်တော့ပါဘူး။ခံစားချက်မရှိတဲ့မျက်နှာမျိုးနဲ့ရုတ်တရက်ကြီးစိုက်ကိုလိုမျိုးထရရင်နေပါရယ်။ဒီကြခင်မှာပဲအထက်တန်းဆောက်ရဲ့နောက်ဆုံးဆောင်မွေးကိုဖြေရတဲ့ချိန်ရောက်လာပါရယ်။ကျမကတော့ဂုံတူရိနဲ့အောင်မြင်ခဲ့ပြီးတော့အတမ်ကတော့စောင်းမွေးကြသွားတာပေါ့။သူအခုဆိုစက်တတန်းကိုပြန်ပြီးတော့တက်ရအောင်မယ်လေ။ဖေဖေကသူ့ရဲ့ report card ကိုဖယ်ထားလိုက်ပြီးတော့ကျမပက်လိုက်ပြီးပြောလိုက်ပါတယ်။ တမီးအတွက်အဖေရန်ကိုဂုဏ်ယူပါရဲအိုင်မန်ဒီလိုမျိုးမျောလင့်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုတာအဖေတို့သိနေပြီသားပါတမီးကအဖေတို့ကိုဘရောမစစ်မပြက်စီရဘူးကဲပါတမီးရဲ့ဆောင်မွေးအောင်မြင်သွားမှုအတွက်တမီးကိုအဖေတခုဆုကြမယ်မိမိကလည်းဗာမြလဲဆိုပြီးစိတ်လှုပ်ရှားနေပါတယ်ကျမတို့ channel သွားကြည့်တဲ့အချိန်မှာ brand new ကားတစ်ကြီးတစ်စီးကိုကျမတို့တွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာအကိုအတန်းမျက်နှာကိုကျမသတိထားမိလိုက်ပါတယ်ကားကိုကြည့်ပြီးတော့သူအရန်အံ့အားတင်နေတာ ကျမကိုဆေးဆိုးရမယ့်အစားဒီတိုင်းတက်တက်လေးပဲထွက်သွားခဲ့ပါတယ်။သူဒီလိုဖြစ်သွားတော့ကျမလည်းသူ့အတွက်စိတ်မကောင်းဘူးလေ။ဖေဖေအကိုအတက်အတွက်လည်းကောက်ဝက်ပေးတဲ့နဲ့ထင်တယ်။သူကသမီးထားအသက်ပူကြီးပြီးတော့ကျောင်းပြန်တက်ရမယ်ဆိုတော့သူရန်အောင်းငယ်နေမှတည်ကြတယ်။ဒါဆိုရင်လည်းဘာဖြစ်လို့သူစာမလုပ်ခဲ့လဲ။သမီးကဒီလိုချိန်မှာတော့သူ့အတွက်တွေးပြနေသေးတယ်။သူ့အတွက်တွေးပြီးတော့အချင်းကုန်ကမ္ပဏီဘာနဲ့သမီးရဲ့အဲဒီနေ့ကကျမညမိုက်အခင်မှာ Aura Channel ရဲ့ဗီဒီယိုလေးတွေကိုထိုင်ကြည့်နေတော့ ရုတ်တရက်မီကိုနတ်တစ်ခုကိုရှားလိုက်ပါတယ်။အာအနတ်ကအပြင်ဘက်ကလာတဲ့ပုံပဲ။ဘရင်မတ်ကိုကြည့်လိုက်တော့ကျွန်မလည်းထပြီး online မိပါတယ်။အကိုအတမ်ကကျွန်မကားပေးနာမှာမီးရှို့ပြီးတော့သူကအယူတယောက်လိုမျိုးရှင်မောနေတာ။ဟာ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 ။မမေနဲ့ပပေအပြင်ကိုထွက်လာကြည့်ပါအောင်။ကျွန်မတို့အားလုံးထွက်လာပြီးတော့ပပေကအတမ်ကို online လိုက်ပါတယ်။အတမ်မင်းလုံးဝကိုစိတ်လွတ်သွားပြီလား။အဖေကမှသူ့ကိုပဲကားဝယ်ပေးလိုက်တာလေ။ ဘာလို့ဆိုတော့သူကထိုက်တယ်လို့ပေါ့သူကဒက်စီပလင်ကို ထက်ကန်လိုက်ပြီးတော့အေတေအေလုံးမှာလိုက်ပတ်ပြန်နေသေးပါတယ်ပြမယ်ကျွန်တော်အားလုံးကိုတိအောင်ပြမယ်ကျွန်တော်ဘာမှမရဘူးဆိုရင်ဘယ်သူမှလည်းဘာမှရဖို့မျှော်လင့်မနေချနဲ့ဒါရင်ကျုပ်စစ်ပြပြီးတော့ရလိုက်စမ်းပါတော့ဘာဖြစ်လို့ထိုင်မျိုးတွေလုံနေရတာလဲအဒမ်ဘာလို့လဲဆိုတော့အမေသိပါတယ်ဒါရင်အားလုံးကအမှန်ကြောင့်ပဲလေအော်သူကအရန်တော်လိုက်တာအိုးသူကပဲအကောင်းဆုံးပဲအဲ့ဒီလိုကြားနေရတာတွေကိုစစ်ပြက်နေပြီ ကျွန်တော်ကအမေတို့ဖေတို့ရဲ့သားဖြစ်ပြီးတော့အရင်ဆုံးမွေးတဲ့သူပါကျွန်တော်လိုချင်တာတွေကိုပဲပို့ပြီးတော့ဦးစားပေးတဲ့နေမဟုတ်ဘူးလားအခုတကယ်ကိုစိတ်လွတ်သွားပြီပဲအခုကညမခန်းစားခဲ့ရတာကိုအခုမှစပြီးခန်းစားရတာပါထားတော့မှဒီလောက်ထိနားချင်းနေပြီလားထုံလိုက်စမ်းပါနေရအရှင်ကလေးကခက်ကြကြကောင်းမလေးဖြစ်ခဲ့ပြီးတော့အဖေနှလုံးသားကိုခိုးယူခဲ့တာလေသူကငါထက်နည်းကိုပို့ပြီးတော့ချစ်တာငါကလည်းတပွားလုံးအဲ့ဒီလိုပဲဖြစ်တန်းခဲ့ရတာအခုကျတော့အမေကပါနေပတ်မှာရှိနေပြီလေ အော်အဲ့ဒါကြောင့်လည်းပဲအကူကတာစုတယောက်ဖြစ်လာဖို့အတွက်ရွေးချယ်လိုက်တယ်ပေါ့ဘသူကမှအခုအကိုဘက်မှာမရှိတာကအကိုရဲ့အပြစ်တွေကြောင့်ပဲလေအကိုရဲ့မနာလိုတဲ့စိတ်နှလုံးသားကနေပြီးတော့ကိုကိုကိုအကိုဖျက်ဆီးပြစ်လိုက်တာအဲ့ဒီအချိန်မှာပဲအတမ်ကမိချစ်ဆန်ကိုချီထည့်လိုက်ပါတယ်သူဘာမှမလုပ်နိုင်ခင်မှာကျမတို့ရဲ့ဦးလေးကရှာလာပြီးတော့သူ့ကိုအချိန်မီတားလိုက်နိုင်ပါတယ်ဦးလေးကရဲတယောက်ဖြစ်ပြီးတော့ပပေခုနာကပုံစံအကြောင်းကြားလိုက်တာပါအဲ့ဒါကြောင့်သူတို့အတမ်ကိုဖမ်းပြီးတော့ခေါ်သားဖို့ဖြစ်လာခဲ့ပါတယ် အခုကရဲဖမ်းခံနေရတဲ့ဖြစ်ပျက်ကိုမေမေကကြည့်ပြီးတော့အယံစိတ်တက်ကြနေပါတယ်။ဒါရီအလုံးကကျမရဲ့အမားတွေပါ။ကျမကပဲသူကပို့ပြီးတော့ဦးစားပေးခံတဲ့နယ်ဆိုတဲ့အတွေ့တွေကိုကျမတို့ကောင်းနဲ့ပဲထည့်ပေးလိုက်မိတာပါ။ကျမတို့ကိုစုံမတာမှားသွားခဲ့ပြီ။ဒါရီကအကိုရဲ့အမားတွေလည်းပါပါတယ်။သူ့ကိုချစ်တဲ့တလောက်ကိုမချစ်ပေးကြတဲ့အတွက် အကိုရဲ့အမားတွေပါ။မေမေရောဖေဖေရောကတမီးနဲ့အတန်းပေါ်ကိုနှစ်ယောက်စလုံးမှားခဲ့ကြပါတယ်။ ဒါပေမဲ့အဲ့ဒီလိုမှားတယ်ဆိုတိုင်းလည်းအဖေတို့မေတို့ရဲ့အပြစ်တွေကြီးပဲမဟုတ်ပါဘူး။အကူအဒမ်ကအကူညီလိုအပ်နေရပါ။သူ့ကိုဆရာဝန်နဲ့ပြပေးပြီးတော့ပိုကောင်းအောင်လို့လုပ်ပေးဖို့အတွက်တမီးကိုစူးစမ်းကြမယ်လေ။တမီးကဘာဖြစ်လို့အဲ့လောက်တောင်ထက်မြက်ပြီးတော့တွေးတက်ရတာလဲဆိုတာအမေတကယ်ပဲမသိခဲ့တာပါအမန်။အမေတမီးလေးကိုပို့ပြီးတော့ကောက်ကောက်မုံဆက်ဆံပေးမယ်နော်။နှစ်ပေါင်းများစွာတမီးလေးပေါ်မကောင်းခဲ့တဲ့အမေရဲ့အပြစ်တွေကိုခွင့်လွှတ်လိုက်မယ်လို့မျှော်လင့်ပါတယ်။မမေရဲ့တမီးပြောတာကိုရှုံးပါ။တမီးကခွင့်လွှတ်ပြီးသားပါနော်။ ဆလလီကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတို့နဲ့အတူပြန်လည်ဆွေးနွေးကြပါသေးတယ်တာယာအေရှန်နဲ့နေရလူတွေကိုပိုင်ဆိုင်နေကြပါစီရှင်